ပါလီစောပါဒီကနေ့မတ်လ10ရက်နေ့နရင်းစရာရခိုင်သတင်းဌာနရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုကျမအင်မြခိုင်ကတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဒီကနေ့တင်ဆက်ပေးသွားမယ့်သတင်းတွေကတော့တောင်ကုန်းမှာစီးပွားရေးလုပ်ငန်းရှင်ဦးကျောက်တောင်ရဲ့ပိုင်ဆိုင်မှုတွေအပါအဝင်နေအိမ်30ကျော်ကို AA ကရှိတ်ပိုင်လိုက်တဲ့ဆိုတဲ့သတင်းရခိုင်မှာចောင်းသားចောင်းသူ2000ကျော်ပဲတက္ကသိုလ်ဝင်စာမိုးပွဲကိုဝင်ရောက်ဖြည့်ဆို့မယ်လို့စစ်ကောင်စီကထုတ်ပြန်တဲ့သတင်းနဲ့ စစ်ကောင်စီကရခိုင်ကိုကုံစီစီစင်မုံတွေဖျက်တောက်ပိတ်ဆို့လိုက်ပြီးတဲ့နောက်ရခိုင်ပြည်သူလူထုတွေအနေနဲ့စိုက်ပျိုးရေးနဲ့မွေးမြူရေးလုပ်ငန်းတွေကိုအားတိုက်အင်တိုက်လုပ်ကိုင်လာတဲ့ဆိုတဲ့သတင်းတွေအပါအဝင်တခြားစိတ်ဝင်စားစရာကောင်းတဲ့သတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါရရှင်။တောင်ကုန်းမြို့မှာအရခတ်တတော်အေအေကစီးပွားရေးလုပ်ငန်းရှင်ဦးကျောက်တောင်ရဲ့နေအိမ်နဲ့ပိုင်ဆိုင်မှုတွေအပါအဝင် နေအိမ်30ကျော်ကိုရှိတ်ပိတ်သိမ်းဆည်းလိုက်တယ်လို့သိရပါရယ်။အေအေကတောင်ကုန်းမြို့ကို ိမ့်ပိုက်ထိန်းချုပ်ပြီးတဲ့နောက်စစ်ကောင်စီနဲ့ပူးပေါင်းပြီးစစ်ပွားရေးလုက ାଇ နေသူတွေစစ်ကောင်စီတစ္ဆာရော်ခန်တွေရဲ့နေအိမ်တွေကိုရှိတ်ပိတ်သိမ်းဆည်းခဲ့တာဖြစ်ပါတယ်။အဲ့ဒီအထဲမှာဦးကျောက်တောင်ရဲ့နေအိမ်နဲ့ပိုင်ဆိုင်မှုတွေအားလုံးပါဝင်တယ်လို့တောင်ကုန်းမြို့ခံသတင်းရင်းမြစ်တွေကနရိစရာသတင်းဌာနကိုပြောပါရယ်ရှိတ်ပိတ်သိမ်းဆည်းတဲ့နေအိမ်တွေအထဲမှာတောင်ကုန်းမြို့တိုက်ပွဲကာလအတွင်းစစ်ကောင်စီကပေးအပ်ခဲ့တဲ့ရာထူးတွေကိုဆက်လက်ယူပြီးတော့မြို့ကနေပြောင်းရွှေ့သွားတဲ့စစ်ကောင်စီဌာနဆိုင်ရာတွေရဲ့နေအိမ်တွေလည်းပါဝင်နေပါရယ် အေအေဟာရခိုင်ပြည်အနောက်ဘက်နေဆက်မောင်တော်မြို့ပေါ်ကစစ်ကောင်စီနဲ့အတူစီးပွားရေးလုပ်ကင်ခဲ့တဲ့စီးပွားရေးလုပ်ငန်းရှင်ခရိုနီတွေရဲ့နေအိမ်တချို့နဲ့အစိုးရရုံးတွေကိုလည်းရှိတ်ပိတ်သိမ်းဆည်းခဲ့တယ်လို့သိရပါဗျ။ရခိုင်ကစစ်ကောင်စီထိန်းချုပ်ထားတဲ့မြို့သုံးမြို့မှာကျောင်းသားကျောင်းသူ2000ကျော်သာဒီနှစ်တက္ကသိုလ်ဝင်ဆောင်မပွဲမက်လ18ရက်ကနေ22ရက်နေ့အထိဆောင်ပွဲကိုဝင်းရောက်ဖြစ်ဆွကြမယ်လို့စစ်ကောင်စီရဲ့စီးရင်တွေအရသိရပါဗျ။ ဝင်ရောက်ဖြစ်ဆိုကြမဲ့ចောင်းသားចောင်းသူတွေဟာစစ်ကောင်စီထိန်းချုပ်ထားစေမြို့သုံးခုဖြစ်တဲ့စစ်တွေကြောက်ဖြူနဲ့မတ်အောင်မြို့နယ်တွေကဖြစ်ပြီးစုစုပေါင်း2069ယောက်ဝင်ရောက်ဖြစ်ဆိုမှာဖြစ်ပါတယ်။သူတို့တွေအထဲမှာចောင်းတွဲဖြစ်ဆိုမဲ့သူ1462ယောက်နဲ့ပြင်မဖြစ်ဆိုမဲ့သူ605ယောက်ရှိတယ်လို့မက်လ9ရက်နေ့ထုတ်စစ်ကောင်စီပိုင်းသတင်းစာတွေမှာဖော်ပြပါတယ်။အဲ့ဒီသုံးမျိုးအထက်ကစစ်တွေနဲ့ကြောက်ဖြူမျိုးနေတွေမှာတိုက်ပွဲတွေဖြစ်ပွားနေမှုတွေကြောင့်ဒေသခံဖက်စီခံရမှုတွေရှိနေတယ်လို့ လမ်းပန်းဆက်သွယ်ရေးပိတ်ဆို့ခံရမုံတွေကြောင့်ဖော်ပြထားတဲ့ပမာဏထက်ဝင်ရောက်ဖြစ်စုသူနေပါနိုင်တယ်လို့ကြောက်ဖြူမျိုးနယ်ကအမည်မဖော်လိုတဲ့ကျောင်းဆရာတယောက်ကပြောပါရယ်ဖြစ်ဆိုမဲ့ကျောင်းသားကျောင်းသူတွေဟာအ धिक မျိုးပေါ်ကျောင်းသားတွေသာဖြစ်ပြီးနေကကျောင်းသားကျောင်းသူတွေကတော့သွားလာရေးအခက်အခဲတွေတိုက်ပွဲတွေနဲ့ဖမ်းဆီးမှုတွေကြောင့်စိတ်ပူပြီးမဖြစ်ဆိုနိုင်ကြဘူးလို့လည်းသူကဆက်ပြောပါရယ် ရခိုင်မှာပုံမှန်အားဖြင့်တက္ကသိုလ်ဝန်ထမ်းစာမပွဲကိုနှစ်စဉ်စာစစ်ဌာန120ကျော်လောက်နဲ့ကျင်းပစစ်ဆေးလေးရှိခဲ့ပေမဲ့အခုနှစ်မှာတော့စာစစ်ဌာန၈ခုနဲ့သာစစ်ကောင်စီကကျင်းပစစ်ဆေးနိုင်တော့တာဖြစ်ပါတယ်။နောက်ထပ်ရခိုင်သတင်းတပုတ်အနေနဲ့ကတော့စစ်ကောင်စီကရခိုင်ပြည်ကိုကုန်စည်စည်းစိမ်မှုတွေဖျက်တောက်ပိတ်ဆို့လိုက်ပြီးတဲ့နောက်ရခိုင်ပြည်သူလူထုတွေဟာစိုက်ပျိုးရေးနဲ့မွေးမြူရေးလုပ်ငန်းတွေကိုပိုပြီးအားတိုက်အင်တိုက်လှုံ့ဆော်လာကြပါတယ်။ ီလုပ်ငန်းတွေအထဲမှာနွားမွေးမြူရေးလုပ်ငန်းဟာအောင်မြင်မှုရရှိလာတဲ့လုပ်ငန်းတစ်ခုဖြစ်လာနေပါတယ်။ရခိုင်ဒေသမှာကျွေးနွားမွေးမြူရေးလုပ်ငန်းဟာဝင်ငွေကောင်းတဲ့လုပ်ငန်းတစ်ခုဖြစ်လာတာကြောင့်ဒေသခံတော်တော်များများဟာစီးပွားဖြစ်တွင်တွင်ကြေးကြေးမွေးမြူလာကြပါတယ်။ရသေးတော်ဒေသခံတယောက်ရဲ့ပြောပြချက်အရအရင်ကကျွေးထီးတကောင်ကိုမောင်တော်ဒေသပေါက်စေကျက်သိန်း၄၀ရှိခဲ့ရာကနေလက်ရှိမှာတော့ကျက်သိန်း၆၀အထိဈေးကောင်းရရှိနေတာပါ။ဒါအပြင် နွားအထီး၃နှစ်သားတကောင်ကို73သိန်းဈေးရှိနေရကနေလက်ရှိမှာတော့7သိန်း20ကျော်အထိရရှိနေပါတယ်။ပြည်မောက်ကိုအဓိကအာကိုမီခိုနေခဲ့ကြတဲ့ရခိုင်ပြည်သူလူထုတွေဟာလက်ပတ်ဆက်သွေးရည်တွေဖြတ်တောက်ခံရပြီးနောက်စိုက်ပျိုးရေးနဲ့မွေးမြူရေးလုပ်ငန်းတွေကိုပိုပြီးအတိုင်အတိုင်လှုပ်ဆောင်လာရကနေလက်ရှိမှာတော့အောင်မြင်မှုတွေအထိုင်လျောက်ရရှိနေကြတာဖြစ်ပါတယ်။ဒီကနေ့ရရှိထားတဲ့ရခိုင်သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါဆက်လက်ပြီး ြည်တွင်းနဲ့နိုင်ငံတကာသတင်းတွေကိုလည်းတင်ဆက်ပေးသွားမှာဖြစ်ပါရဲ့ရှင်။ပြည်ရင်းသတင်းတပုတ်အနေနဲ့ကတော့စစ်ကောင်စီကောင်ဆောင်ဘူရှုံမှုကြီးမင်းအောင်လိုင်ကပါတီစုံဒီမိုကရေစီရွေးကောက်ပွဲကိုပူပေါင်းပါဝင်ကြဖို့အတွက်မလောက်9ရက်နေ့မနက်ပိုင်းမှာရုရှားနိုင်ငံကပြန်လာတဲ့အချိန်လေးရန်ပေါ်မှာပြောကြားခဲ့ပါတယ်။ပါတီစုံဒီမိုကရေစီစနစ်ကိုတကယ်လိုချင်လို့ရှိရင်ကန်တော်ခေါ်ဆလုပ်နေတဲ့ပူပေါင်းဆောင်မှုကလိုပါတယ်။ အဲ့ဒါလို့မဆိုလို့ရှိရင်ကျွန်တော်နိုင်ငံမိုးချအောင်မြင်ရမယ်ဗျာမိုးချအောင်မြင်အောင်ကျွန်တော်ကြာပြောရပါတယ်အပြည်သူတွေဒါဒါကျွန်တော်ဒါဒီတော့ဟိုကျွန်တော်ဘက်ကသဘောထားပေါ့ကျွန်တော်သဘောထားပေါ့ဗျာဒါကျွန်တော်မပြောပြရစေအားလို့အဆက်တရအောင်မြင်မယ်လို့ကျွန်တော်ယုံကြည်ပါတယ်ဗျာစစ်ကောင်စီထိန်းချုပ်ထားတဲ့မိရင်ယာတွေကနေတဆင်သူ့ရဲ့ပြောကြားချက်တွေကိုထုတ်လွှင့်ခဲ့တာဖြစ်ပါတယ်ဒါပေမဲ့လည်းလက်ရှိမြန်မာနိုင်ငံတော်ဝမ်းမှာတော်လန်ရေးတပ်ဖွဲ့တွေရဲ့တိုက်ခတ်မှုတွေကြောင့် စစ်ကောင်စီဟာနေမြေတရှို့ကိုစွန့်လွတ်ထားခဲ့ရတာဖြစ်ပါတယ်ဒီလိုအနေအထားမျိုးမှာရွေးကောက်ပွဲ ကျင်းပဖို့ဆိုရင်ဖြစ်နိုင်ခြင်းနေပါနေပြီးအခက်အခဲတွေရှိနိုင်တယ်လို့ဝေဖန်မှုတွေလည်းရှိနေပါတယ်နိုင်ငံတကာသတင်းတပုတ်အနေနဲ့ကတော့ဂျာမနီနိုင်ငံမှာမနေ့ကမတ်လ9ရက်နေ့မှာ အလုသမာသပိတ်ကြောင့်လီယန်ခရီးစဉ်တွေကိုဖျက်သိမ်းလိုက်ရပါတယ် ရုတ်တရက်တပိတ်မှောက်လိုက်တာကြောင့်ဂျာမနီနိုင်ငံဟမ်ဘတ်လေးစိတ်မှာခရီးသည်၄တောင်းကျော်ရဲ့အစီအစဉ်တွေထိခိုက်ခဲ့ရတာဖြစ်ပါတယ်။ခရီးစဉ်ပေါင်း280အထက်ကခရီးစဉ်၄ခုပဲမနေ့ကထွက်ခွာနိုင်ခဲ့ပြီးခရီးသည်တွေအတွက်အခက်အခဲတွေဖြစ်ခဲ့ရပါတယ်။မလ၁ရက်နေ့မှာဂျာမနီနိုင်ငံတဝမ်းကလေးစိတ်73ခုမှာဘာဒီသမကဦးဆောင်ပြီးတပိတ်မှောက်ဖို့စီစဉ်ခဲ့ပေမဲ့မနေ့ကတပိတ်မှောက်တာဟာအစီအစဉ်မှာမပါဘဲနိုင်ရွက်တာကျွတ်တင်တတိပေးပြီးရုတ်တရက်လှုပ်ဆောင်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။ ဒီတပိတ်လုံရက်ဟာစာရှုပ်အသစ်အတွက်ထပ်မံညှိနှိုင်းနေတဲ့အချိန်မှာဂျာမနီတဝမ်းကြီးကြီးပြန်ပြန်ကန့်ကွက်ဆန္ဒပြဖို့စီစဉ်တဲ့ရက်မတိုင်မီမှာပဲရုတ်တရက်လှုပ်ဆောင်ခဲ့ကြတာဖြစ်ပါတယ်။ဒီလိုတပိတ်လုံရက်ဟာလွန်ကျွန်သွားပြီးခရီးသွားရာသီအစဖြစ်နေတဲ့အချိန်မှာပဲခရီးသည်တွေအတွက်မမျှတပဲနဲ့အငင်းပွားဖွယ်ဖြစ်စေခဲ့တယ်လို့ဟမ်ဘတ်လေးစိတ်ပြောရေးဆိုခွင့်ရှိသူကပြောဆိုခဲ့ပါတယ်။ သူကဒီတပိတ်မောက်တဲ့လုံရဲဟာခီးသည်တွေနဲ့မသက်ဆိုင်ပဲသူတို့အတွက်မလိုလားအတက်ဒုက္ခတွေကိုဖြစ်စေခဲ့တယ်လို့ထောက်ပြခဲ့ပါတယ်ရှင်။နရင်းစရာသတင်းဌာနရဲ့နေ့စဉ်သတင်းတင်ဆက်မှုတွေကတော့ဒီလောက်ပါပဲ။နောက်နေ့တွင်မှလည်းထူးခြားတဲ့သတင်းတွေကိုဆက်လက်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ကျွန်တော်တို့နရင်းစရာကထုတ်လွှင့်တဲ့သတင်းတွေကို www.narinsia.com မှာဝင်ရောက်ကြည့်ရှုနိုင်တယ်လို့ Facebook, YouTube နဲ့ Telegram တို့မှာလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ နရိန်စရာရုပ်တံကိုကြည့်ရှုပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်။အားလုံးကျန်းမာရွှင်လန်းကြပါစေရှင်။